ဒါအဲ့ဒါကြီးမတိုင်းစီဘူးတော့ဟုတ်ကဲ့ကိုစီကိုစီနဲ့ကိုလည်းကိုစီကိုစီနဲ့လူကြည့်တော့ကလူကြည့်တော့ခင်ဗျာလူလုံးပါဘူးလူကြည့်တော့လူလုံးပါဘူးလားဟိုဘလို့မှယူကလူလုံးကိုထွက်လိုက်တော့ဟိုဝိစာတနာမြောက်ကလူလုံးတော့ဟုတ်ကဲ့အော်ဒီတော့ဒီကောင်လေးအဲ့လိုမဟုတ်တာဟိုဝိစာတနာမြောက်လူလုံးကမင်းနဲ့ငါနဲ့ယူပါချင်းရှင်မလားကွာအရက်အမောင်းချင်းရှင်မလားဟမ်အရက်အမောင်းချင်းရှင်မလားရုပ်ရည်ချင်းရှင်မလားလူတဲကိုရင်ပေါင်တန်းပြီးတော့နှစ်ယောက်လမ်းကျောက်ပြီးတွားရဲလားငါအဲ့လားလေးပဲပြောဒီလားငါအများကြီးမပြောနဲ့ကြုံညုံးမင်းမင်းငါကြက်စိန်ခေါ်လိုက်မယ်ဒီလားမင်းလုံရဲဆိုမင်းလုံုံရုပ်အမှားထားတယ်နော် ခိုင်းနိုင်ငံလာခဲ့မြန်မာပြည်ကအများဆုံးရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့လုံချုံကြီးတော့အမခံပြီးလို့မရဘာဖြစ်ဆိုမင်းကိုချစ်တဲ့လူတွေကများတော့လေနော်အဲ့တော့ခိုင်းနိုင်ငံဆိုတာဥပဒေရှိတဲ့နိုင်ငံဥပဒေမဲ့တဲ့နိုင်ငံမဟုတ်ဘူးနော်ဥပဒေရှိတဲ့နိုင်ငံတစ်ခုအဲ့တော့မင်းလုံချုံရဲ့မင်းလာနိုင်လားမလာနိုင်တဲ့ခွင့်ကတော့ခိုင်းနိုင်ငံရဲ့ဥပဒေအောက်မှာအားလုံးရှိတဲ့ပြည်သူတွေဖြစ်တဲ့အဲ့ဒီအတိုင်းနိုင်ငံဥပဒေအောက်မှာပဲမြန်မာပြည်ကအများဆုံးရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့ရင်ပေါင်တန်းပြီးတော့လမ်းလျှောက်ရဲလာတေယုံရဲ့ခွင့်ပြုစာတင်ပေးမယ်ထိုင်းဆိုရရှိမှာ မြန်မာပြည်ကကြော်မျိုးမင်းနဲ့ကိုစီနဲ့မြန်မာပြည်ကအများစုရှိတဲ့နေရာမှာရင်ပေါင်တန်းပြီးလမ်းလျှောက်သွားမယ်လို့မင်းလှုပ်ရဲရင်ပေါ့နော်လက်ယုံချင်းနဲ့ရှင်လို့ရတယ်နှလုံးရဲ့ချင်းနဲ့ရှင်လို့ရတယ်ကြိုက်တဲ့နေရာရှင်ကြိုက်တဲ့နေရာစိန်ခေါ်လိုက်ဒါမဲ့ကငါအခုလိုစိန်ခေါ်နေတာငါရှုံးနေပြီနော်မင်းလိုကောင်မျိုးကိုမင်းလိုကောင်မျိုးကိုငါအခုလိုပြောနေရတာငါရှုံးနေတကယ်တော့ဒီလားမင်းနေရာမှာခွေးတကောင်ချက်အဲ့ခွေးကြီးကိုထိုင်ပြီးတော့ဟဲ့ကောင်မင်းနဲ့ငါလည်းကုတ်ကြမင်းနဲ့ငါလည်းပြန်ကြိုက်မလားပြောရင်တော့ငါလည်းပိတ်ခါရှိအောင်မယ် ငါအကောင်ပြောတာမင်းတို့ရောက်ဖြစ်နေတဲ့အစ်စ်တန်းကအဲ့ဒီအလောက်ဖြစ်နေပြီငါဒီပြောတာကျောင်းကမင်းမင်းတို့ကမင်းတို့ဘဝမင်းတို့တာယာနေတာတော့မတိဘူးနော်မင်းရောက်ရှိနေတဲ့ဘဝလေအခုမင်းကငါအဲ့လိုပြောနေတာငါရှုံးတယ်မင်းကအဲ့လိုပြောတာမဲ့အစားမခွေးတကောင်အမကျိုးချီထားတိုင်မှာပြင်းရောက်ကြမင်းနဲ့ငါလည်းပြန်ကြိုက်မလားလို့ပြောတာငါတိတ်ခါရှိသေးတယ်အဲ့တော့မင်းစင်ကဘယ်လောက်ထိပြောရဲဆိုစဉ်းစားကြည့်နော်မြန်မာပြည်မှာရှိတဲ့လူဦးရေအများစုက နော်ငါပြောတာနော်ရှင်းရှင်းနော်လူရဲ့တန်း50တော့60နီးပါးရှိတယ်ခဏအဲ့ဒီလူရဲ့အားလုံးထဲမှာအများစုကမင်းကိုအဲ့ဒီအဆင့်လောက်ပဲတတ်မှတ်တော့ခွေးလောက်တော့တန်ဖိုးမရှိဘူးအဆင့်လောက်ပဲမင်းတို့တတ်မှတ်တော့အဲ့တော့ပကတိအမှန်တရားငင်းလို့မရဘူးနော်မယောရင်ငါ good ပြောတဲ့အပိုင်းကိုယူပြီးတော့မင်းမန်းချင်းခေါ်လိုက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းနိုင်ငံရောက် PDF စာပို့တာကိုစီကိုအင်တာပိုနဲ့တိုင်ဖက်မယ်လို့အဖသားကျော်မျိုးမင်းကပြောလာတာကိုတုံ့ပြန်လိုက်တီမူအဆုံးထိပ် နားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကိုကြော်မျိုးမင်းကเนาะအကြမ်းဖက်ဥပဒေနဲ့ထိုင်းနိုင်ငံ International Interpol တိုက်ပြီးတော့ထိုင်းနိုင်ငံကိုဖမ်းခိုင်းမယ်လို့ပြောထားတဲ့တဲ့လေးကိုကျွန်တော် VC လုပ်နေတော့မှာเนาะတားရည်ချင်းနေတယ်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်အတူကြည့်ပါเนาะဒီဗီဒီယိုခံရောက်ကျွန်တော်ယူလာတာကတော့ TikTok ကတွေ့လို့သူ့ကိုကပ်ရှင်ပေးထားတာခွေးသားနှစ်မျိုးမင်းရဲ့လောင်ကျွမ်းမှုအပိုင်းအစချို့ဆိုပြီးတော့ တက်တော့မှတွေ့လို့ကျွန်တော်နားတော့ကြည့်လိုက်တော့သူကကျွန်တော်ကောင်းကောင်းပြောထားတာစိတ်မဆိုးတဲ့တင်ကျွန်တော်ရည်ရင်လို့အကောင်းပြောတာနော်ဒီကောင်လေးဘဝကတော်တော်တနာဖို့ကောင်းလဲအစ်စ်ဖြစ်နေပြီနော်နားတော့နားတော့အဲ့မှာရောက်နေရုံရှိသူအဲ့မှာပြောအဲ့မှာလည်းချက်ပြီးတော့ဒါလည်းဟိုအဲ့ရပိုင်းပြောနေရအဲ့ဒါလည်းအခြေစိုက်ပြီးတော့မြန်မာနိုင်ငံရဲ့အချမ်းမြန်မာနိုင်ငံမှာအချက်ပြတ်လို့ရှောင်းမှုတွေလုပ်တယ်မကြတဲ့ရပိုင်းကဟိုရေကလူလူမျိုးအချက်ပြတ်တမောက်တွားပြီးတွေ့ဆုံမှုတွေအဲ့တော့ဘုံဘုံထိုင်းနိုင်ငံမှာအခြေစိုက်ပြီးတော့မြန်မာနိုင်ငံမှာအချက်ပြတ်တမောက်ရေလို့ဆိုတော့ငေါ့တဏီယာနောက်ပြပါလား ကိုစီဆိုတဲ့ကောင်မြန်မာပြည်မှာအကြမ်းဖက်ထားတဲ့လုပ်ရလုပ်တဲ့နေရာတနေရာဟုတ်ပြ။တော့တနေရာမဲအများကြီးမပြနဲ့။နော်တနေရာမဲပြ။အကြမ်းဖက်တာနော်။အကြမ်းဖက်ခုနကပြောတော့ကိုကိုအကြမ်းလာဖက်တဲ့လူကိုပြန်လဲခုခံတာအကြမ်းဖက်မဟုတ်ဘူးနော်။အကြမ်းဖက်ဆိုတဲ့စကားလုံးကိုပြီးတော့နားလဲလား။ဟေးကိုကိုလာလာပြီးတော့အနိုင်ကျင့်တဲ့လူကိုပြန်လဲခုခံတာအကြမ်းဖက်မဟုတ်ဘူးနော်။နော်။အဲ့တော့ငါအကြမ်းဖက်ထားတဲ့နေရာတနေရာဟုတ်ချင်ပြ။ညစ်တာ။ကြောက်အောင်ပြပြ။ ဒီကောင်အကျန်းဖက်မှုကြီးအားပေးလို့ဆိုနေပြီဖြစ်ပြီးတော့အကျန်းဖက်သမားဖြစ်နေပြီဆိုလို့တတ်တယ်ဒီကောင်အကျန်းဖက်အိုက်ကဲဦးနေနဲ့ဒီတော့ဘဝနဲ့သိနေဖိုင်ရဲမှာဖြစ်ပြီးတော့ပြောပြနေတယ်မနက်ငယ်ကထိုက်တန်ရောက်လို့ရအမှုတော့ဖတ်တယ်ဟောလက်ဆက်ရေဘလူးနဲ့ငါလည်းတတ်တယ်ညီလေးရေဘလူးလေမင်းနဲ့ငါလည်းတွေ့ုံမဲ့တွေ့ရတယ်ဘာမှမလုပ်ဘူးကတည်းကဥမာတောက်နေတော်ရုံနဲ့အသေးလေးဖြစ်ကုန်ပြီဒုက္ခပါပဲဟမ်ဟမ်ဘောနင်းဘောင်းချူတာတေးပေါက်ပေါက်ကွာဟာမင်းအဲ့တော့မကြောက်ပါနဲ့ဟဲ့ကြောင်မျိုးမင်းဟာမင်းတို့လှဲ့တာဟာဒီတော့ကွာလို့ရှိရင်ဒါရည်ရည်အခုတော့ကြည့်ရောတိောက်ရရည်ဆိုအဲ့မှာအဲ့ကောင်စီလို့ရှိနေတော့ဖမ်းပါ ကျွန်တော်တို့မင်းထင်တာထိုင်းနိုင်ငံရေးသားဖွဲ့ကိုမင်းတို့မြန်မာနိုင်ငံကစစ်ခွေးတွေလိုမျိုးပေါက်ပန်းလေးတွေခိုင်းနေတယ်ခိုင်းလို့ရတယ်နော်ဂုံတင်ရင်မဲ့တဲ့တပ်ဖွဲ့အောင်အောင်မဲ့နေတာမင်းစိတ်ထဲမှာဟမ်ထိုင်းရေးသားဖွဲ့ဆိုတော့ပေါက်ပန်းလေးတွေမင်းတို့ကအဲ့လူကိုဖမ်းပေးပါလို့ပြောကြတယ်နော်ဟိုကမင်းတို့ဘူးမရီဖမ်းပေးလေဖမ်းပေးအောင်တော့မရှိတဲ့အတန်းစားမဟုတ်ဘူးဒီလားမင်းအဲ့ဒါစော်ကားတာပဲသူများနိုင်ငံရေးသားဖွဲ့ကိုဟမ်လူတယောက်ကိုပေါက်ပန်းလေးတွေမင်းတို့ဘက်ကပြောလိုက်တာနဲ့အမှုဖွင့်နေကြတယ်သွားဖမ်းပေးဆိုအဲ့ရေးသားဖွဲ့ကသွားဖမ်းပေးရမယ်ဆိုတော့ဟမ်မင်းထင်တာမင်းတို့မြန်မာပြည်ကစစ်ခွေးရဲခွေးတွေလို့အပေါ်ကအမိတ်ပေးလိုက်တာနဲ့ပေါက်ပန်းလေးတွေလောက်တဲ့

နော်အများကြီးမပြောနဲ့ကြော်မျိုးမင်းမင်းကကချက်စိန်ခေါ်လိုက်မယ်တိတယ်မင်းလောက်ရဲဆိုမင်းလုံုံရဲအာမခံနော်ထိုင်းနိုင်ငံကလာခဲ့မြန်မာပြည်သားအများဆုံးရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့လုံုံရဲတော့အာမခံပေးလို့မရဘာဖြစ်ဆိုမင်းကိုချက်တဲ့လူတွေကများတော့လေနော်အဲ့တော့ထိုင်းနိုင်ငံဆိုတာဥပဒေရှိတဲ့နိုင်ငံဥပဒေမဲ့တဲ့နိုင်ငံမဟုတ်ဘူးနော်ဥပဒေရှိတဲ့နိုင်ငံတစ်ခုအဲ့တော့မင်းလုံုံရဲမင်းလန်နိုင်လားမလန်နိုင်တဲ့ခုနကပြောထိုင်းနိုင်ငံရဲ့ဥပဒေအောက်မှာအားလုံးရှိတဲ့ပြည်သူတွေဖြစ်တဲ့ အဲ့ဒီအတိုင်းနိုင်ငံဥပဒေအောက်မှာပဲမြန်မာပြည်သားအများစုရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့ရင်ပေါင်တန်းပြီးတော့လမ်းလျှောက်ရဲလာတရားဝင်ခွင့်ပြုစာတည်ပေးမဲ့ထိုင်းဆိုရရှိမှာမြန်မာပြည်ကကြော်မျိုးမင်းနဲ့ကိုစီနဲ့မြန်မာပြည်သားအများစုရှိတဲ့နေရာမှာရင်ပေါင်တန်းပြီးလမ်းလျှောက်သွားမယ်လို့မင်းလှုပ်ရဲရင်ပေါ့နော်လက်ယုံချင်းနဲ့ရှင်လို့ရတယ်နှလုံးရဲ့ချင်းနဲ့ရှင်လို့ရတယ်စိုက်တဲ့နေရာရှင်စိုက်တဲ့နေရာစိန်ခေါ်လိုက်ဒါမှမဟုတ်ငါအခုလိုစိန်ခေါ်နေတာငါရှုံးနေပြီနော်မင်းလိုကောင်မျိုးကို ်မင်းတို့ကောင်ကျိုးကိုငါအခုလို့ပြောနေရတာငါရှုံးနေတကယ်တော့ကြည့်လားမင်းနေရာမှာခွေးတကောင်ချက်အဲ့ခွေးကြီးကိုထိုင်ပြီးတော့ဟဲ့ကောင်မင်းနဲ့ငါနဲ့ဂုတ်ကြမင်းနဲ့ငါနဲ့ပြန်ကြိုက်မလားပြောရင်တော့ငါနဲ့တိတ်ခါရှိအောင်မယ်ငါအကောင်ပြောတာမင်းတို့ရောက်ဖြစ်နေတဲ့အစ်စ်တန်းကအဲ့ဒီလောက်ဖြစ်နေပြီငါဒီပြောတာကျောင်းကမင်းမင်းတို့ကတော့မင်းတို့ဘဝကမင်းတို့တာယာနေလားတော့မတိဘူးနော်မင်းရောက်ရှိနေတဲ့ဘဝကလေအခုမင်းတို့ငါအဲ့လိုပြောနေရတာငါရှုံးနေမင်းကိုအဲ့လိုပြောရမယ်အစားမခွေးတကောင်အမခွေးချီထားတိုင်မှာ ီးရင်ကုန်ကြမင်းနဲ့ငါလည်းပြန်ကြိုက်မလားလို့ပြောရတယ်ငါတိတ်ခါရှိသေးတယ်အဲ့တော့မင်းအစ်စင်ကဘယ်တော့ထိဖြစ်သွားလဲဆိုစဉ်းစားကြည့်နော်မြန်မာပြည်မှာရှိတဲ့လူဦးရေအများစုကနော်ငါပြောတာမစင်းနဲ့နော်လူဦးရေတန်း90တော့60မိသားရှိတယ်မလားအဲ့ဒီလူဦးရေအားလုံးထဲမှာအများစုကမင်းကိုအဲ့ဒီအစ်စင်လောက်ပဲတတ်မှတ်တယ်ခွေးလောက်တန်ဖိုးမရှိတဲ့အစ်စင်လောက်ပဲမင်းကိုတတ်မှတ်တယ်အဲ့တော့ပကတိအမှန်တရားညင်းလို့မရဘူးနော်မယုံရင်ငါဘုတ်ပြောတဲ့အပိုင်းကိုယူပြီးတော့မင်းမန်းရှင်းခေါ်လိုက်နော် ကိုစီပြောတဲ့အဟုတ်လားတင်လိုက်မင်းတော့ကပဲမင်းတင်လိုက်ပြီးလားအဲ့ဒါမင်းအဆင့်တန်းဖြစ်နေတာအဲ့တော့မင်းတို့ဘုရားနေဝင်ချင်ရင်ဘလို့ဝင်မလို့စဉ်းစားကြည့်ပေါ့နော်ဆက်ပြဆက်ပြောပေါ့ပြောပေါ့ဟာအိမ်မရောက်နေဘူးအောင်တော်လို့အုပ်စုနေအဲ့ဒါကိုတော့ကောင်းအောင်တော်ဟေးဘဘကြီးဘဘကြီးတော့ကောင်းတော်ကောင်းတော်ပြောနေမှာကြောင့်မျိုးမရောက်မှာအဲ့ဒါနေနေဘုမအမှုဖွင့်ဖို့တဲ့ဒုက္ခပါပဲတာမရှိနေမှာတန်ရောအမှုဖွင့်လို့ရတယ်တောင်တာမျိုးနယ်တွင်တာကာရတက်မတော်အကြီးစားဆက်ယုံမှာတက်ချက်ကြီးတူအူကိုဖမ်းဆီးရမိ မန္တလေးတိုင်းတောင်တာမြို့နယ်လမ်းပိုင်းတွင်စစ်ဆေးရေးလှုပ်ဆောင်နေစဉ်အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ချက်ကြီးတဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ကြောင်းတောင်တာမြို့နယ်ပကထာဝန်ရှိသူတဦးကရထီခါခီသတင်းဌာနကိုပြောပါရယ်တောင်တာမြို့နယ်ပကထာဝန်ရှိသူတဦးကသူ့ကိုဖမ်းဆီးပြီးတော့မင်းမြန်စစ်ဆေးတာတွေချုံနောက်ထားတာတွေလုပ်ထားပါတယ်ဗျာကျမ်းမာရေးလည်းကောင်းပါတယ်ဗျာသူကစစ်မှုထမ်း35နှစ်ရှိပြီးတနက်ပြောင်းတွေလုပ်တဲ့ရင်ရန်နေရာတွေပြုပြင်တယ်လို့ရထီခါခီသတင်းဌာနကိုပြောပါရယ် အကျန်းဖတ်စစ်တပ်လက်အောက်ခံပဲခူးတိုင်းရှိတာကရတက်မတော်အကြီးစားဆက်ယုံမှတက်ချက်ကြီးကိုတောင်တာပိုင်းလမ်းတနေရာတွင်စစ်ဆေးနေသည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဖမ်းဆီးထိန်သိမ်းနိုင်ခဲ့တာဖြစ်ကြောင်းသိရပါသည်။အဆိုပါတက်ချက်ကြီးထံမှမြမစီပွားရေးဘဏ်မှတ်ပုံတင်ရင်မောင်းလိုက်စဉ်တမတ်သားရွှေလက်စုကွင်းတကွင်းနှင့်အတူဖမ်းဆီးရမိတာဖြစ်ကြောင်းတောင်တာပကဖကထုတ်ပြန်ပါသည်။ ယခုဇွန်လအတွင်းတွင်တောင်တာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တွေကထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ကတောင်တာမြို့နယ်ရှိနေရာတချို့နှင့်ရဲစခန်းတွင်သာတပ်ဆွဲနေထိုင်နိုင်တော့ကြောင်းသိရပါဗျာ။ဒီမှာတော့ဖွဲ့ဖို့မဟုတ်ရင်ဖိုင်းမှာရှိတဲ့မြန်မာ community ကချုပ်ဖို့ကိုရအမှုကဖွင့်ရမယ်။မြန်မာ community ချုပ်ဖို့ပုဂ္ဂိုလ်အမှုကဖွင့်ရမယ်။ဟောဒီထိုင်းမှာအမှုတွေဆွဲပြီးအဲ့ကောင်တွေမြန်မာနိုင်ငံကဂုံတီညွှန်းအောင်လုပ်တယ်။ဟုတ်မှန်းမြန်မာနိုင်ငံဂုံတီညွှန်းအောင်လုပ်တယ်ဆောက်ကျိုးတယ်။မတိမြန်မာနိုင်ငံသူ့ဖေသူ့မိတ်တွေပိုင်ထားကြတာနော်။ တဲ့အတွက်ဟဲ့ငါချက်လိုက်မာနေရောမှာချက်ဖို့ရလို့တဲ့အတွက်ဟဲ့ငါချက်ဖို့မှာမထားလို့ဖြစ်တယ်ဆိုတော့ကောက်ချက်ဆိုးဟောမတိလို့ရှင်တော့တကယ်ပန်းလူတွေးဟမ်မဟုတ်အောင်အခုငါတို့တိုင်းပြည်မှာအကြမ်းဖက်တာဘလူရင်ဆက်ဖက်တာတေရက်ကောင်တွေထွက်ခဲလို့စပြီးတော့လှုပ်တာဘဒူလေရက်ွက်ထက်ကားတွေဆိုင်ကြရင်ရက်တန်ထားတဲ့ဟာကိုဘာမှမဆိုင်မဲ့ရက်ခွဲသွားပြည်လူဝင်ပြည်စီဖြက်စီးပြီးတော့လှုပ်တာဘဒူတွေလေငါတို့လားမင်းတို့လားဟမ်ညီညီညာညာနဲ့လက်တောင်းတောင်းဆန္ဒပြနေတဲ့ပြည်သူကိုခေါင်းအသစ်ပြစ်တာဘဒူတွေလေရက်ွက်လုံးကြုံရေးရကင်းဆောင်နေတဲ့ ပြည်သူကိုခေါင်းအတင်းပြတာကဘာလို့လဲအဲ့ဒီအချိန်မှာမင်းတစ်ခါကိုငါလီးဆုံထားလို့မင်းအဲ့အချိန်မှာမထွက်မပြောတာဒါပြည်သူအကြမ်းဖက်တာဆိုတဲ့စကားဟမ်ငါတို့မကဘူးမခံနိုင်တော့ထောက်လောက်ကမင်းတို့ကဘာအကြမ်းဖက်တာဖိခံလိုက်ရမှာကိုမေကိုဒွန်းပြန်လို့နေလိုက်ပြီလားခွေတာဟမ်ဒီလားမြို့ကတဲ့ပြောလိုက်ခါဆော့ဆော့ချောက်ကြက်တည်းမရှိဂျော်လကီးကောင်မင်းကပြောရတာဟို အမှုဖွင့်ပြီးတော့ဒါကအမှုတိဆောက်ပြီးတော့ဖြစ်နေတာကိုအမှုတိဆောက်အမှုဖွင့်ထားရဲခင်ဗျအဲ့လိုလေကောင်းတော့မရအောင်ဟုတ်ကောင်းပါပြီကဲဆောက်ပေါ့နော်ဒီကောင်တိုင်းမှာရောက်နေတယ်ဒီကောင်တွေကိုဆောက်မိကလည်းကြည့်နေရတဲ့ community ညီမ community ကဒါမျိုးမလုပ်ပါတော့လောက်အောင်လေသူကနောက်က background ရှိတယ်မလုပ်ချင်တာဘူးလေဒီကောင်တွေကလုပ်လေခုနကလည်းဟို ဒီကောင်တော့လောက်လဲဆိုမစင်ပုံနဲ့ဝေးချောင်းနေဘူးမလို့ဆောက်နေဆင်ပုံတော့မှမပြေဘူးဒီကြီးကြီးရတယ်ကျွန်တော်ကအချီးစွန်းတယ်ဒီချိန်တည်းနဲ့အတိုင်းကအာနာပဲဖွဲ့စည်းနေနေရတော့ဖိုင်တန်ရောထိုင်မှာရောမတန်ရောတော့ဥဖွင့်တယ်ဖွင့်လိုက်တယ်ကျွန်တော်တိုက်တော့ချင်းကျွန်တော်တော့ဖွင့်တယ်အောင်တော်တို့အဆူတွေအောင်တော်တော့ပေါ့ဟိုစင်ကြီးယူဟာကိုစင်ကြီးရလို့ပါအောင်ကိုစင်ကြီးယူတော့ကိုကိုတော့ကိုတော့လို့ရှိဟာကိုပေါက်ကြည့်ရပါလားအောင်တော်စင်ကြီးယူကိုအောင်ကိုဖွင့်ရပါအာတော့ဟာအဲ့ကောင်ကိုဟာဟာငါ့ကောင်ပါလားဟိုမှာအနည်းဆုံးကတော့ထိုင်တဲ့ဝင်ထိုင်ရတဲ့ကောက်ထားပါတယ်ကောက်ထားလိုက်တာဖတ်ပြီးတော့မြို့ကိုဖွင့်ထားတယ်လာနေရင်ထိုင်ဆုံးနေတယ်အော်အော်လွဲတာဟမ်မင်းတော့ကမသိထိုင်ရရဲ့ကလေးတွေပဲနော်ဟမ်ထိုင်ရတဲ့ဘက်ကမင်းတို့လို့ပေါက်ပန်း၄၀အောက်တန်းကအလုပ်တွေလုပ်တယ်လို့ မင်းတို့တတ်မှတ်လိုက်ကြပါဦးအဲ့လိုလားဟုတ်လားမင်းတို့အမှုဖွင့်လိုက်တာနဲ့တို့အဲ့လိုလိုက်လို့ခေါ်လားဟမ်အဲ့နိုင်ငံတကာနဲ့ရေပောင်တိုင်းပြီးနေရတယ်ပုံမှန်လေးတွေလုတ်ပြင်းလုတ်လို့မရဘူးသူများနိုင်ငံမှာစီကန်းရှိတယ်လုတ်ပြင်းဝင်ရှိတယ်မင်းတို့မြန်မာပြည်လိုပုံမှန်လေးတွေဥပဒေမဲ့တိုင်းပြီးမဟုတ်ဘူးတိလား တနိုင်အန်ယူဂျီအကောင်တွေပါတောက်ပြီးတော့မှုဖွင့်တော့မှုဖွင့်လိုက်ပါတနိုင်ကကဘာလာကမှုဖွင့်တော့ထိုင်းရကလူတွေကဟုတ်ယူမွေးနေတော့ဟုတ်ဒီဆောက်ပရိဆောက်တော့အေးစေးပဲမှုတိဆောက်ပြီးတော့ဖွင့်ထိုင်းရကယူမွေးနေတော့ခုခုတော့လောက်ပါတယ်ဘာလာကဘာလို့မှုဖွင့်နေကြလဲတော့တော့တော့ငါကြည့်နေတယ်ကျွန်တော်ပြောရင်ဟုတ်ကျွန်တော်ပြောတော့ပါထိုင်းမှာကိုစားကြတဲ့ဟိုနှာတောက်အောင်တော့ဥဒါခမှုခွန်မှုနေဆိုတော့ပြတ်ပါကြည့်ပါလောက်လို့ရအောင်ဆောင်ထိုင်းရစပြီးတော့ငါတို့မိတူသေးနေတာထိုင်းမှာရှိတဲ့ညီမတန်ရောက်ကအဲ့လို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 ကြီးလို့ထိုင်းတော့ကျနေပြီးတော့မြန်မာနိုင်ငံရှိနေတိုင်းဝင်နေတာလေညီမတန်ရောက်ကလူတုံးလို့ကြားချက်ပေးပေးလို့ရနေပြီညီလိုက်ပြီးရောက်နေဆောင်ရရလို့ကြားတယ်အဲ့ကောင်ပြောရဲတဲ့ပါဇက်ကောင်ပြောခဲ့ယူတာဖိုင်ဗီဒီယိုတွေမှတ်တဲ့ထောက်ထားရဲ့ချက်လက်တွေကိုဆွဲထုတ်လာထုတ်ပြီးတော့မှအဲ့ ောက်နေပြောတဲ့သကလုံးဘယ်သကလုံးဘယ်သကလုံးအချမ်းပတ်သမားဖြစ်နေဘယ်သကလုံးမှာထိုင်နေကပုံခန်းနေကောင်ကိုယ်တိကကြည့်ရစီတယ်နော်နေနေနိုင်ငံချစ်ချစ်ပြပြစီတယ်ဟုတ်ပြီပေါ့ဗျာအဲ့ဒါဆက်ထုတ်ပြအဲ့ဒီဆက်ထုတ်ပြီးတော့အဲ့ဒီချစ်ချစ်အချစ်ကြောင့်ဒီဟိုလိုဥဖွင့်ပါလေကျွန်တော်တို့ကရောက်နေကျွန်တော်ကညမလေးမဖွင့်နဲ့ထိုင်မှာလေးဒီမှုထပ်ဖွင့်နေနှစ်နှစ်ညာဖွင့်အဲ့ကောင်ကနှစ်ညာဖွင့်ပါလေဟုတ်လားရှင်ညမလေးမဖွင့်တာလေထိုင်မှာဟုတ်ပါဘူးခန်းနေပါအောင်အသက်ရှူအောင်ငါပြောတာကမင်းတို့ထိုင်နိုင်ငံကမင်းတို့စစ်ကောင်စီကိုအစိုးရဖြစ်အတိမတ်ပြုတ်တတ်နေတယ်ငါမသိလို့မေးတယ်ဟုတ်လားအစိုးရဖြစ်မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်မင်းတို့အတိမတ်ပြုတ်တတ်နေတယ်ဟုတ်လား စဉ်းစားလေဟာဘိုက်ထနောင်းနေတာဒုက္ခပါဟမ်တနတနာဘူကောင်းလိုက်တော့ဟောအမလေးအဲပြုံမျိုးမင်းရဲ့မင်းတို့စကားတွေမင်းပြောရတာမင်းတမိုင်းဟမ်မင်းတမိုင်းနောက်တစ်ချိန်မင်းကြံနေခဲ့တဲ့ပြုံမျိုးမင်းရဲ့တားပါပြုံမျိုးမင်းရဲ့တမီးပါပြုံမျိုးမင်းရဲ့သူပါပြုံမျိုးမင်းရဲ့သူမပါတွားပြီးလူစလွဲပတ်ထမမျိုးရမယ်အလုပ်ဟမ်ဟမ်အမေမတူရုံနဲ့ပေါက်ပန်းလေးတွေအဲ့လိုဒီပတ်တော်ဆူဆူကြီးပြောလို့မရဘူးနေကွာမင်းမင်းမဆုံးမခဲ့ဘူးလားဘယ်ဆုံးမမင်းမင်းမဆုံးမခြင်းမရှိမှာဟုတ်ပါဘူးဟမ် ဖာချောက်ခန်းနေရတဲ့နေမင်းမင်းသုံးမသုံးမချင်းနဲ့ရောက်မှာမဟုတ်ပါဘူးမင်းတို့ရုပ်ရုပ်ကကလေးကဝတက်လာရုပ်ဆိုတိတာရုပ်ကြည့်တာတိတယ်ဟမ်သူစောက်ခွက်ကဗန်ဘာဖြစ်လဲဟောတော့အဲ့ကွန်တင်းမလို့အဲ့တော့ကြော်မျိုးမင်းကမင်းကငါ့ကိုအချမ်းဖက်နှမအချမ်းဖက်နှမလို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုရင်ငါပြောမယ်ကွာငါတို့ကတော့သူကသူနေနေနဲ့လူတယောက်ကိုတွားပြီးအချမ်းဖက်တဲ့လောက်ရဲ့ဘယ်တော့မှလှုပ်လည်းမလှုပ်ဘူးအားလည်းမပေးဘူးနော်ဒါပေမဲ့ငါတို့တီတူကိုအချမ်းဖက်လာတဲ့လက်နဲ့ကင်အစုအဖွဲ့ငါတို့ပြန်လဲခုခံတယ် ဲ့ဒီအတွက်မင်းကတစ်ခုပဲစိတ်ခေါ်မယ်ရှင်းမှာတစ်ခုစိတ်ခေါ်တာဆိုနှစ်ခုစိတ်ခေါ်မယ်နော်အကျံဖက်တဲ့အလုပ်ကိုလည်းလုပ်တယ်ကိုကလည်းအကျံဖက်တဲ့အဖွဲ့စည်းကအားပေးတယ်ဆိုရင်ကိုမေကိုလိုချင်မင်းလက်ခံလားမင်းလက်ခံလားတော်မျိုးမင်းဒီဗီဒီယိုဖိုင်တော်မျိုးမင်းတော့ပြပေးလိုက်ပါပဲမင်းတို့ဘောမအဖွဲ့ကောင်နော်မင်းကအရှိမတစ်ခုစိန်ခေါ်ထားနေနော်မင်းတို့မြန်မာပြည်ထဲမှာတော့ငေါ့ကိုခေါ်နေဘာဖြစ်မင်းတို့မြန်မာပြည်ထဲမှာကနော်လက်နက်ကင်ထားနေမင်းတို့စစ်ကွေးတွေက တွေ့တဲ့လူပန်းပန်တဲ့လူတို့ဒုက္ခပေးနေတာဖြစ်တဲ့တော့ငါလာပေးလို့မရဘူးထိုင်းနိုင်ငံအောင်လာခဲ့လက်နက်ကင်ထားတဲ့ထိုင်းဆိုရမတရားလို့ကိုမလုပ်ဘူးနော်ထိုင်းနိုင်ငံရဲ့လုံခြုံတဲ့ဥပဒေအောက်မှာရှိအဲ့တော့မင်းလာခဲ့မင်းနိုင်ငံနဲ့မြန်မာပြည်သားအများစုရှိတဲ့နေရာမှာရင်မောင်တန်းပြီးလမ်းလျှောက်တစ်ချက်နော်ပြီးလို့ရှိရင်ကိုကိုတိုင်ကလည်းအကျန်းဖက်အလုပ်ကိုလုပ်တယ်ကိုကလည်းအကျန်းဖက်နေတဲ့အဖွဲ့စည်းကိုအားပေးနေဆိုရင်ကိုမေကိုလိုကြီးမင်းစိန်ခေါ်လား ယောက်ျားဆိုရင်ငါအခုမင်းအခုငါ့ကိုထွက်ပြောထားတယ်နော်ငါပြောတဲ့ဗီဒီယိုဖိုင်ကိုမင်းတွေ့လို့ရှင်မင်းအဖြစ်ပေးနိုင်ရမယ်စိန်ခေါ်လဲဆိုရဲစိန်ခေါ်တယ်စိန်မခေါ်ရဲဆိုရဲစိန်ခေါ်ရဲဘူးဘလို့လဲဟမ်အလားလေးပဲဖြစ်ကြောင်းမျိုးမင်းမင်းတို့မတိတာမဟုတ်တိတယ်ဒီတိုင်းပြည်ပေါ်ကိုဒီမြန်မာနိုင်ငံမှာရှိတဲ့တီတူတွေအပေါ်ကိုဘသူကအကြမ်းဖက်နေတာလဲဘသူတွေကအကြမ်းဖက်မခံနိုင်လို့ပြန်လဲခုတ်ခံနေတာလဲဆိုတာမင်းမတိတာမဟုတ်ဘူး ဲ့တော့တည့်ရတန်းနဲ့အဲ့လိုပေါက်ကန်း40ပြောရင်တော့ကိုမေကိုဂျွန်းပြစ်လိုးတဲ့ဆီရောက်တယ်မနော်ငါ့ကိုဘာအောင်မေးဒီလားဒီလားယောက်ျားဆိုယောက်ျားစကားပြောရတာပေါ့နော်အဲ့လိုမျိုးဂျီဘုံစကားတွေမပြောနဲ့ဒီလားနော်မိယောက်ျားမလားယောက်ျားဆိုငါမှတ်ထားယောက်ျားစကားပြောဒီလားပေါက်ကန်း40အဲ့လိုရင်ထဲထင်ထင်ဟာရပါဒါမဲ့မင်းပုံစံကြည့်ရတာမင်းရင်ထဲမှာခံစားရတဲ့အရာလေးကိုမင်းအဲ့လိုပြောလိုက်တဲ့ရင်ထဲကပေါ်သွားတယ်မလားအဲ့ရင်ထဲပေါ်သွားဆိုရင်တော့အစပလင်ခံပြီးပြောကျွန်တော်နည်းနည်းစောင့်စကားတွေပြောမှပြရင်ထဲပေါ်သွားအောင်လို့ ဒီကအဲ့လိုပလင်ခံပြီးတော့အဲ့လိုမျိုးပြောပြီးလို့ရှိရင်ကျွန်တော်ရင်ထဲပေါ်ပါပြားဆိုမင်းတို့လူတွေနားလည်ပြေးလိမ့်မယ်နော်အဲ့တော့မင်းငါအခုစိန်ခေါ်လိုက်တဲ့တစ်ချက်ကိုမင်းမှလူတော့ကိုယ့်ကိုတတ်မှတ်တယ်ဆိုရင်မထွက်ပြီးလို့ပြောလိုက်နော်ဒါလေးပဲပြောချင်တယ်တိလား